Hello အားလုံးပဲမင်္ဂလာပါရှင်။အခြေဒီပတ်တန်လေးတင်ပေးပါမယ်။ဒါလေးကရက်ကိုမေးထားနှစ်ဦးသုံးဦးဖြစ်နေပြီပေါ့နော်။အဲ့တော့ဒီဟာလေးဖြည့်ပေးမယ်။ဒီပတ်တန်လေးဒီနှစ်ဖက်ရှက်ပြီးတော့လိန်ထားတဲ့ပုံစံမျိုးလေးပတ်တန်မဲ့ချစ်သဘောတရားနဲ့ယူရတာမျိုးလေးဖြစ်တယ်။အဲ့ရလေးကိုဒီနေ့ပတ်တန်ဆွဲပြပေးပါမယ်။အဲ့တော့ရက်ကိုရှေ့ချမ်းပတ်တန်တရွဲ့နောက်ချမ်းပတ်တန်တရွဲ့ဆွဲထားပေးပါရှင်။ထဲတာလေးကိုပြင်ပေးပါမယ်နော်။ဟုတ်ပြီဒါဆိုလို့ရှိရင်ချက်ဥဒီမှာရှေ့ချမ်းပတ်တန်တရွဲ့နောက်ချမ်းပတ်တန်တရွဲ့နောက်ချမ်းကတော့သူကလေနောက်ကွဲဖြစ်တာအတွက်နောက်ကွဲမှာ စစ်ပဲတက်တက်ပါပဲတက်တက်တက်လို့ရရပေါ့နော်အဲ့ဒီတော့နောက်မှခါစားထားပြီးပါပြီးတော့ရင်တချို့သူ့ရဲ့လက်မင်းဘောက်ကအများကြီးမကျေဘူးဒီမှာနှစ်လက်မ6ဆေးလောက်ဖောက်ရင်ရပြီဒီအောက်ကိုလည်းတစ်လက်မလောက်ဖောက်ရင်ရပြီပေါ့နော်ဒီတိုင်းလေးဖောက်ထားပြီးတော့နောက်ချမ်းကဒီလောက်ပဲနောက်ချမ်းကအဲ့ဒါပဲတချို့ဒီမှာကလက်ဖောင်းချုပ်မယ်ဆိုလို့ရှိရင်ဒီမှာပခုံးကိုဖြုတ်ပေးဒီလောက်ပဲနော်နောက်ချမ်းမှာဘာမှချွေချူးမပါဘူး တော့ရှေ့ချမ်းရှေ့ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုရဲခန္ဓာကိုယ်ကိုရဲတောက်တစ်ခုရှိမယ်ပြီးရင်ဒီမှာရင်ပင်တောက်တစ်ခုထည့်ထားရဲအဲ့ဒီအဲ့ဒီတောက်ပတ်တန်တိုင်းသွားမယ်ပြီးတော့နောက်ချမ်းမှာဖောက်ခဲ့တဲ့လေပင်အတိုင်းမယ်ဒီမှာနှလုံးမ6စိတ်လောက်ဖောက်ပြီးရှေ့ချမ်းမှာတော့သူ့လေပင်လေးကဘယ်လောက်ကျထားလဲဆိုရင်ဒါလေပင်ကိုကက်ကက်ကလေးယူထားတာဖြစ်တဲ့အတွက်အများကြီးမဟုတ်ဘူးနော်အဲ့ဒါကျတော့3လမလောက်ပဲခြာထားပေးနော်3လမလောက်ပဲဒီလောက်လေးဖောက်ပေးဒါဒါလေးကိုချက်ဖောက်လိုက် ီးတော့ရင်တချို့သူ့ရဲ့အရှိမဒီလိုမျိုးနေရာမှာပခုံးမြင်းနဲ့ရင်မြင်းနဲ့ကြားထဲမှာရှင်းရင်ကြင်မြင်းတချောင်းရှိရယ်လေအဲ့ဒီရှင်းရင်ကြင်မြင်းလေးကိုမှတ်ပေးအဲ့ဒီရှင်းရင်ကြင်မြင်းလေးကိုမှတ်သွားပြီဆိုရင်ချေတော့တောက်ထုံမဲ့သူကလိန်ပြီးတော့လဲယူရမယ်ပြီးတော့အဲ့ဒီနေရာလေးမှာအဟလေးရှိရယ်တွေ့လားသူ့ရဲ့အင်ဂျင်မှာဒီလိုနေရာလေးမှာအဟလေးထားထားရယ်လေအဲ့တော့ချေတော့သူ့ကိုတောက်ထိုးရမယ်တောက်ကိုဘယ်လောက်ထိုးမလဲဆိုရင်ဒီဘက်ကို၄စိတ်ဒီဘက်ကို၄စိတ်ထိုးပေး ချာရတောက်ကိုဒီလိုမျိုးလေးဆွဲထားပေးလောလောဆယ်ဒီတိုင်းလေးပဲဆွဲထားပေးအောင်ဆွဲပေးထားပြီဆိုလို့ရှိရင်ကျတော့အိုက်ရှင်းရင်ကျမြင်ရှိတဲ့နေရာကိုအဲ့ဒီနေရာကိုကျတော့ဒီခန္ဓာကိုတောက်ကနေပြီးတော့တက်တက်လေးသွားပေးတခြားလိုက်ကြည့်တော့ဒီအင်ကြီးကလေးတောက်တွေအများကြီးပဲဆွဲရတယ်တောက်တွေအများကြီးပဲဆွဲပြီးတော့သူကဒီလိုမျိုးအင်ကြီးကိုလိန်ပြီးတော့ယူလို့ရတဲ့အထိကိုသူကတောက်ကိုလှည့်ပြီးတော့ထတ်တာဖြစ်တဲ့အတွက်တခြားလေးလိုက်ကြည့်ပေးပါမြင်းကြီးမှားသွားတတ်တယ်နော်အဲ့ကျတော့ဒီရှိရင်ကျမြင်းကို ဒီခန္ဓာကိုတောက်ကနေပြီးတော့တက်တက်လေးသွားပေးပါဒီလိုလေးတစ်ချက်တက်လိုက်တယ်ပြီးတော့အဲ့ချက်တစ်ဖက်ကိုတစ်ဖက်ကို၄စိတ်တစ်ဖက်ကို၄စိတ်စင်တီမီတာနဲ့ဆိုတစ်ဖက်ကို1စင်တီမီတာတောက်ထိုးပေးပါအဲ့ချက်ဒီလိုတောက်တစ်ချောင်းရပါမယ်ဒီအောက်မှာလည်းဒီခန္ဓာကိုတောက်ကဒီတိုင်းလေးပဲရှိနေမယ်နော်အဲ့ချက်တော့မူရင်းတောက်အတိုင်းပဲဆွဲထားပေးပြီးရင်ဒီဟာဒီရင်ပင်တောက်ပေါ့အဲ့ချက်ရင်ပင်တောက်ထည့်ထားတယ်တလမခွဲဆိုလဲတလမခွဲထည့်ထားပေးနော် ဒီလိုရင်မင်းတော့တစ်ချောင်းပါမယ်ရပြီလားအဲအုံကွက်ထဲမှာဆိုလို့ရှိရင်နှစ်လမ်းမထိထည့်ပေးပါအဲ့တော့ကျွန်တော်ဒီလိုမျိုးတောက်တစ်ချောင်းထိုးတယ်အဲ့ဒီအတိုင်းပဲကျွန်တော်ဒီအပေါ်ဘက်အချမ်းကိုလည်းဒီတောက်အပေါ်ကိုလာပြီးတော့တစ်ဖက်ကို၄စိတ်တောက်တစ်လမ်းမစီးထိုးပေးအဲ့ဒါဒီလိုပုံစံရပါပြီနားလည်မယ်နော်အရင်ဆုံးဒီရှင်းရင်ကျဲမြင်းကနေပြီးတော့ဟိုဘက်၄၀ဒီဘက်၄၀ချဲတောက်ထိုးထားတယ်။အဲ့ဒီမြင်းကိုလာပြီးတော့ခန္ဓာကိုယ်တောက်ကနေပြီးတော့ တစ်ဖက်ကို၄စိတ်တစ်ခါလာထပ်ထိုးတယ်ဒီအပေါ်ပခုံးကနေပြီးတော့တစ်ခါလက်ထပ်ပြီးတော့ထိုးထားတယ်သဘောပေါက်မယ်နော်အဲ့ဒီတိုင်းချဲတို့ကပတ္တန်ကိုဖြတ်ထုတ်မယ်ပတ္တန်ကိုဖြတ်ထုတ်မယ်ဆိုတော့ချက်ဒီမှာဒါလေးတစ်ချက်ကြည့်ပေးဒီကနေချက်တစ်ချက်ခွဲထုတ်လိုက်မယ်နော်ခွဲခွဲပြီးရင်ဒီပတ္တန်လေးလာပြီးတော့ထပ်မှာ လေးကလာပြီးတော့တောက်ပြန်ထပ်ပြီးရပခုံးမြင်းတိုင်းချုပ်သွားထားတယ်။ပြင်ဒါလေးကိုတိတ်ပြန်ကဲတိတ်ကပ်ပြီးနော်တိတ်လေးကပ်ပြီးဒါအပေါ်ဘက်ကပခုံးပိုင်းလေးနော်ပခုံးပိုင်းလေးကိုကျွန်တော်မှတိတ်လေးကပ်လိုက်တယ်။ဆက်ချက်ပတ်တန်လေးကသေးတော့မှတိတ်လေးကပ်ထားတယ်ဒီတိုင်းဒီတိုင်းဒီပိုင်းရပြီအဲ့တော့ဒီအောက်ဘက်အချမ်းမှာလည်း ဒီတောက်ကိုတိတ်ကပ်မယ်ဒီတောက်ကိုတိတ်ကပ်မယ်ဆိုလို့ရှိရင်ဒီတောက်လေးတိတ်ကပ်ဖို့ရဖို့အတွက်ကိုချယ်တီခန္ဓာကိုဒါကိုအောက်ကနေတစ်ချက်ခွဲထုတ်ထားပြီးခွဲထုတ်ထားပြီးဆိုလို့ရှိရင်သူ့ကိုတိတ်တစ်ချက်ပြန်ကပ်မယ်အင်းနည်းအောင်မဟာပါဘူးနော်ဒါလေးကိုတိတ်ပြန်ကပ်မယ်ဟုတ်ပြီလားအဲ့လိုမျိုးကပ်ပြီးသွားပြီဆိုလို့ရှိရင်ခြေရက်ဒီမှာကတလက်မတောက်ထိုးထားမလား အဲ့လိုမျိုးတလက်မတော့ထိုးထားလို့ရှိရင်ဒီဘက်ဂျိုင်းဘေးကနေဝင်တဲ့အခါမှာရှယ်ရွက်ရှေ့ရင်ကျဲဒီလုံကဆွဲပြီးတော့ကတ်ထားတယ်လို့ဖြစ်သွားမှာဆိုလို့ရှယ်ကဒီဘက်ဘေးလေးကိုလေးစိတ်လောက်ပြန်ထုတ်ပေးပါနော်တလမအပြည့်ပြန်မထုတ်ဘူးနော်၄စိတ်ပဲပြန်ထုတ်ပေးပြီးရင်ဒီမှာဒီအပေါ်ချမ်းလေးကိုလည်း၄စိတ်ပြန်ထုတ်ပေးဒါမှအပေါ်နဲ့အောက်ညီသွားအောင်လို့နော်ဒီလိုမျိုးလေးရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးဟာပါပြီမချေတော့အပေါ်ဓာတ်ကိုထိုးလိုက်တဲ့အတွက်ဟာသွားပြီအဲ့တော့ခုနကတောက်လေးကိုပြန်ဖြည့်ပြီးထိုးမချေတော့ဒီလိုထိုးထားတဲ့တောက်လေးရှိသေးရဲ့လေ ဟုတ်လားဒီလိုထိုးထားတဲ့တောင်ငင်လေးတိုင်းတက်တက်လေးပြန်ဆွဲမယ်။တော့ကဒီနေရာမှာပဲနှစ်ထပ်ဖြစ်သွားပါဘောနော်။အဲ့တော့တက်တက်လေးပြန်ဆွဲပြီးတော့ဒီတောက်လေးကိုလည်းဖျောက်ထုတ်မယ်။ဒီနေရာမှာကျတော့အဟလေးလိုချင်တာကိုဒီပိုင်းလေးရပါပြီ။နော်ဒီဘက်ဘေးလေးမှာလေးစိတ်ပြန်ထုတ်ထားရဲဒီအဟတိုင်းလေးညှက်ထုတ်လိုက်တယ်။ဒီမှာလည်းအောက်ကိုထိုးထားတဲ့တောင်လေးကိုချင်ညှက်ထုတ်လိုက်တယ်။ပြီးရင် ီတော့ share ဘာဘလိုဖြစ်သွားလဲဆိုရင်ဒီ body body ကိုတိတ်တိတ်ကပ်လိုက်တဲ့အတွက်ဒီနေရာလေးမှာသူလိုချင်တဲ့အပေါက်လေးတိုင်းဟာသွားပြီတွေ့လားအဟလေးဖြစ်သွားပြီဟုတ်ပြီဒီဘိုင်းကိုခဏဖယ်ထားပြီပြီးတော့ share ဒီအောက်ကခန္ဓာကိုယ်တောက်ကိုဟာထုတ်ပေးပါဒီတောက်ကိုဟထုတ်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ကရင်ရင်ပင်းတောက်ကိုလည်းကျွန်တော်တိတ်တက်ပြီးဖြောက်လိုက်မယ်အဲ့တော့ကျွန်တော်သူ့ထက်ထက်ထားသမျှတောက်တွေအကုန်လုံးကဘယ်မှာလာပြီးဟသွားလဲဆိုတော့ဒီနေရာမှာလာပြီးဟသွားပြီးတွေ့လား โอเคအဲ့ဆိုအဲ့နေရာမှာဟသွားပြီဆိုလို့ရှိရင်ဒီချေတော့အဲ့နေရာမှာဟကျင်တာမဟုတ်ဘူးအဲ့နေရာမှာဓာတ်တွေကိုအကုန်လုံးပြန်ကပ်ပြီးတော့ချေတော့ဟကျင်တာဘယ်နေရာလဲဆိုရင်ဒီနေရာမှာလိမ်မဲ့နေရာလေးမှာပိဆောက်နှစ်ခုလိမ်လိုက်မဲ့နေရာလေးမှာလာပြီးတော့ဟကျင်တာတွေ့လားအဲ့လိုမျိုးလိုချင်တာဖြစ်တဲ့အတွက်ချေတော့ဒီနေရာကိုခွဲထုတ်မယ်နော်ဒီနေရာလေးမှာလိမ်ပါလေဒီနေရာလေးမှာလာပြီးလိမ်မှာဖြစ်တဲ့အတွက်ဒီလိုလေးခွဲထုတ်ပေးရပြီလား အဲ့လိုမျိုးလေးခွဲထုတ်ပြီးသွားဆိုရင်ဒီဒါကိုချေတော့ပြန်ကတ်မယ်ဒီနေရာမှာပြန်ဟမယ်တွေ့လားချေတော့ဒီမှာထိုးတဲ့ဒေါက်တွေဒီရင်မဲဒေါက်တွေအကုန်လုံးဒီခန္ဓာကိုယ်ဒေါက်တွေအကုန်လုံးဒီမှာလာဟတော့ချေတော့ဒီနေရာကိုမလိုချင်ဘူးမလိုချင်မဲနဲ့ဒီနေရာကိုတိတ်နဲ့ပြန်ကတ်ပိတ်ပြီးတော့ဒီ level တက်တက်မှာလာပြီးဟထားမယ်အဲ့ဒါဒီချေတော့ရဲ့ pattern magic ရဲ့သဘောတရားပဲဒေါက်တွေအကုန်လုံးကိုကိုလိုချင်တဲ့နေရာကိုရွှေ့ယူတာမျိုးဟုတ်ပြီနော်အဲ့လိုမျိုးအလိန်ပက်တန်လေးတွေပါဒီမှာဆိုရင်ချေတို့ကတက်တက်ကြီးတော့ပက်တန်ကိုခွဲကားထည့်တာမဟုတ်တော့ဘဲနဲ့ တက်တက်ကြီးပတ်တန်းကိုခွဲပြီးတော့ခွဲကအစားထိုးထည့်တာမဟုတ်ဘဲနဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့တောက်တွေအကုန်လုံးကိုထိုးသွားပြီးအဲ့ဒီတောက်တွေအကုန်လုံးကိုကိုလိုချင်တဲ့နေရာကိုရွှေ့ယူလိုက်တဲ့သဘောမျိုးဖြစ်တယ်။ရမယ်နော်။အဲကျတော့ဒီတောက်ကိုတိတ်ပြန်ကတ်မယ်။အဲ့တော့ဘယ်ကဟာသွားလဲ။ကျွန်တော်လိုချင်တဲ့ level လေးကဟာသွားပြီးတွေ့လား။ အဲ့ဒီလေဘင်ဟောက်ဝါတန်ဘိုးကဘလောက်လဲဆိုလို့ရှိရင်ကိုထိုးထားတဲ့ဓာတ်တွေအကုန်လုံးရဲ့တန်ဘိုးဖြစ်လိမ့်မယ်တယောက်နဲ့တယောက်အင်ကြီးတစ်ထည်တာညင်မှာတူချင်မှတူမယ်ခန္ဓာကိုယ်အတိုင်းမတူတဲ့အတွက်ထိုးထားတဲ့ဓာတ်တွေမတူဘူးမတူတဲ့အတွက်ဒီမှာဟထားတဲ့တန်ဘိုးကတယောက်နဲ့တယောက်မတူတော့ဘူးအဲ့တော့ဒီဓာတ်တွေအကုန်လုံးတန်ဘိုးဒီမှာလှည့်ပေးလိုက်တာဖြစ်တဲ့အတွက်ဒီမှာဟထားပြီအဲ့ဒီဟထားတဲ့နေရာကိုတချို့ကအစားထိုးထည်မှာသူ့ကိုအဲ့လိုမျိုးဟထားပြီဆိုတော့မှရုပ်ဒီမှာပက်တန်တစ်ခုကိုထည့်ပေးနော် ဏံတစ်ခုထည့်ပြီးတော့သူ့တိတ်ကတဆင့်ကျင်စီပြန်ကြည့်ပေးနော်နားလည်းမလွယ်တဲ့သူတွေကတဆင့်ကျင်စီပြန်ကြည့်ပေးပါပြီးတော့ကျွန်တော်ဒီဘက်ထိတ်ဒီဘက်ဟားလိုက်တဲ့ဒီဘက်ထိတ်လေးရဲ့ဒီဘက်ထိတ်လေးရဲ့ကိုမြင်းလေးပြန်ပေးပေးရပြီနော်ရပြီဆိုရင်ဒါလေးကိုအဲ့တော့အောက်ဘက်အချမ်းလေးတော့ကဒီလောက်ပဲ ီလောက်လေးပဲရပါပြီတွေ့လားဒီလောက်လေးပဲရပါပြီဒီတိုင်းလေးမှတ်ထားပြီဒီတိုင်းလေးခဏထားမယ်ကျတို့အပေါ်ပိုင်းလေးပြန်ယူမယ်အပေါ်ပိုင်းလေးမှာလဲကျတို့ဒီမှာဒါပခုံးဒီမှာတောက်ကထပ်ထားတဲ့နေရာအဲ့ဒီနေရာမှာသူ့ကိုကျတော့ဘယ်နှချက်ဟမလဲဆိုရင်ချက်ကိုတစ်ချက်ကြည့်ပြီသူကနှစ်နေရာဟပြီเนาะနှစ်နေရာလေးခွဲပြီးတော့ဟမယ်ဒီပခုံးကနေပြီးတော့ဒီအစုံလေးကိုတစ်ချက်ဆွဲပေးပါပြီးွားရင်ကျတော့တလက်မလောက်ချပြီးတော့ဒီနေရာလေးကနေတစ်ချက်ဆွဲပေးပါ ရပြီလားအဲ့လိုမြင်းလေးနှစ်ချောင်းဆွဲပေးဆွဲပေးပြီးသွားရင်သူ့ကိုလည်းနှစ်ပေါက်ခွဲထုံမယ်နော်သူ့ကိုလည်းခွဲထုတ်ပြီးတော့ကျွန်တော်သူ့ကိုဘယ်လောက်အစာထုတ်ထည့်မလဲဆိုရင်ဒီမှာတစ်ချက်ကြည့်ပေးသူ့ကိုတနေရာကိုတလက်မစီဟပေးစင်တီမီတာနဲ့ဆို3စင်တီမီတာပေါ့တနေရာကို3စင်တီမီတာဟပေးနော်2.5စင်တီလောက်ဆိုလည်းရတယ်နှစ်နေရာပေါင်းရင် 5 cm လောက်ဆိုရင်ရပြီเนาะဟုတ်ပြီเนาะအဲ့တော့သူ့ကိုလည်းဒီတိုင်းလေးအချက်ပိတ်ပြီးဒီလိုတန်းတန်းလေးပိတ်ပြီးเนาะပိတ်ပြီးပါရင်ချောဒါလေးကိုညှပ်ထုတ်ပါနားလည်းမနော်နားမလည်ရင်ချက်ပထမဆုံးစပြီးတော့ကင်ပြသွားတဲ့နေရာနောက်တစ်ခေါက်ပြန်ကြည့်အခါခါပြန်ကြည့် ဒီပတ်တန်မရှိဟာချေတိတ်ပြီးတော့မတင်ပေးဖြစ်ဘူးဒီပတ်တန်လေးကလူမီးများလို့တင်ပေးဖြစ်တာရပြီဒါဆိုကျွန်တော်ဒီလိုမျိုးနှစ်နေရာရသွားပြီဒါကအပေါ်ပိုင်းချက်ဒါကအောက်ပိုင်းချက်အဲ့ဒီနှစ်နေရာကိုဘလို့ဘလို့ယူရမလဲဆိုရင်ရေတို့ပိတ်ဆောက်ကိုညှက်တော့မယ်ပေါ့ဒါပတ်တန်ပြီးသွားပြီပိတ်ဆောက်ကိုညှက်ယူတော့မယ်ဆိုရင်ဘလို့ညှက်ရမလဲဆိုဒီနေရာလေးကိုချေအပူပိတ်ဆောက်အခောက်ကလေးယူပေး ကျောင်းဒီမှာခွဲကားထည့်ထားတဲ့နေရာလေးလေအဲ့ဒီနေရာလေးကိုအပူးခောက်ကလေးယူပေးပါဒီဘက်ကိုလည်းအဲ့ဒီတိုင်းပဲဒီနေရာလေးကိုအပူးခောက်ကလေးပိတ်စားယူပေးအဲ့တော့ခြေကဒီဟာကိုခြေစက်ကူစာရွက်ကိုပိတ်စားလို့မြင်လိုက်နော်ပိတ်စားလို့မြင်လိုက်ပြီးတော့ခြေဒီပေါ်မှာညှက်ပြမယ်ဒီမှာတော့ပိတ်စားကိုဒီလိုအပူးလေးခောက်ထားတယ်သူကအဆွေသားကိုတောင်းရင်ပိုကောင်းတယ်အဆွဲပါတဲ့ပိတ်မွေးနှင်းမုံလိုပါလို့အစွဲပါတဲ့ပိတ်ကိုချုပ်ရင်လည်းပိုလှရတယ်။ဒီတိုင်းအစွဲမပါတဲ့ပိတ်ဆိုလို့ရှိရင်လိန်ပြီးတော့ယူတဲ့အခါမှာ တိတ်ပြီးတော့လိန်လို့မကောင်းဘောเนาะကိုဆွဲတဲ့နာကိုတိတ်မပါဘူးဖြစ်တတ်တယ်အဆွဲပါတဲ့အသားလေးဆိုလို့ရှိရင်ကိုဆွဲတဲ့နာကိုပါလာတဲ့အတွက်ချုပ်ရတာပုံထွက်ပူလှတယ်เนาะအဲ့ချက်ဒီဟာလေးကိုညှက်ပြမယ်ဒီလိုမျိုးအပူလေးဒီလိုအပူခောက်ကလေးကိုဒီဘက်ထိတ်လေးရထားပေးပိတ်စလေးရတော့တာမန်အင်ဂျီထက်တော့ပိတ်ပူကုန်တယ်เนาะလိုအပ်ပိတ်စကိုလိုဒီလိုလှည့်ယူရတာဖြစ်တဲ့အတွက်ပုံမှန်အင်ဂျီထက်ပိတ်စပူကုန်တယ်အဲ့ချက်ဒါလေးညှက်ထုတ်လိုက်မယ် โอเคဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာဒီလိုမျိုးလေးထွက်သွားပြီဒီလိုမျိုးအပူလေးတိုင်းချက်ညှက်လိုက်တာလေဟုတ်ပြီလားဒီလိုမျိုးလေးထွက်သွားပြီဒီလိုအပိုင်းလေးနဲ့ဒီလိုပိုင်းတော့ဒီမှာတစ်ချက်ကြည့်သူကဒီမှာချက်ကလေပတန်ဆက်ကူချိုးပြရတော့ဆိုနည်းနည်းလေးတော့ထောက်တယ်တိတ်ဆဆိုရင်တော့ပို့ပြီးတော့လွယ်ရေပေါ့နော်ဒီမှာပုံထွက်ဘယ်လိုထွက်မလဲဆိုတာလေးချိုးပြမယ်ဒီလိုလေးပေါ့ သူ့ line လေးနဲ့သူဒီနေရာလေးမှာအာ sorry သူကပိစာဆိုတော့တောက်ဟို sorry စက်ကူဆိုတော့တောက်ပြောတဲ့ပိစာလေးဆိုရင်တော့သူကသူကိုချိုးတဲ့နောက်ကိုလိုက်တာပေါ့နော်ချိုးလိုက်တော့မယ်ကွာဒီလိုမျိုးဒီလိုမျိုးလေးဒီလိုမျိုးလေးကြာပြီခန္ဓာကိုကဒီမှာဒီမျိုးမျိုးလေးတစ်ချက်လိန်လာပြီဒီမှာတွေ့လား မျိုးမျိုးအလှန်လေးကြမယ်ကွာဒီဟာဆက်ကူဆိုတော့တော်တော်တောင်းပြောပတန်အသေးလေးဖြစ်တဲ့အတွက်အတိုင်းတာအတိအကျချက်ထည့်မထားဘူးအဲ့တော့ဒီလိုမျိုးလေးနေမယ်အဲ့တော့ဒီဟာကလည်းအဲ့လိုပဲထုံကြီးလကောက်မယ်ဒီပူထားတဲ့နေရာเนาะချေတော့အခောက်လေးခောက်ထားတဲ့နေရာကနေပြီးတော့နေမယ်နေမိသူကလည်းသူနဲ့သူနဲ့ဒီလိုလာပြီးတော့ရှက်ပြီးတော့ထပ်မယ်သဘောပေါက်လားဒီလောက်ဆိုရင်တော့သဘောပေါက်တော့ပါဒီလိုမျိုးလာရှက်ပြီးတော့နေပြီးတော့ဆွဲလိုက်မှာ ။ဒါဆိုရင်ဒီရှေ့ချမ်းမှာသူ့ရှေ့ချမ်းနေရာရှေ့ချမ်းနေရာပူလိုက်ပြီးဒီဘွားလည်းသူ့ချမ်းနဲ့သူထွက်သွားပြီ။သဘောပေါက်မယ်နော်။အဓိကကျော်ဒီတောက်လေးထည့်လိုက်တဲ့နေရာပဲ။အဲ့ဒီကထွက်သွားပြီဆိုမှဒီပခုံးနဲ့နောက်ချမ်းပခုံးနဲ့လာတွဲပြီးချုပ်လိုက်တာ။ဆက်ဒီပတန်လေးကလေးသေးလဲသေးတယ်။ဒီမှာကြည့်အောင်ဆက်ကူဆိုတော့ကျွတ်ပြီးတော့ခောက်လို့မကောင်းတဲ့လား။အဲ့တော့ခောက်လို့မကောင်းတော့ဒီမှာကြိုးကြေကုန်လားယူလေးခောက်ပြီးတော့လှည့်ထတာအဲ့တော့သူ့ရဲ့ပိစာဒီနှစ်ဖက်အလှပိစာကိုခြုံရင်ပိုကောင်းတယ် ချဲတော့လေနှစ်ဖက်အလှပိစာဆိုဒီလိုမျိုးလေးခောက်ပြီးလိန်လိုက်အဲတခဲလို့နှစ်ဖက်အလှပိစာမဟုတ်ဘူးဆိုလဲချုံနှစ်ထပ်ချုပ်ပေါ့နော်နှစ်ထပ်ချုပ်လိုက်ဒီလိုမျိုးအစကိုနှစ်ထပ်ညက်ဒီမှာဒီလိုတရွက်အပေါ်ပိုင်းကဒီလိုတရွက်ဆိုရင်ချုံနှစ်ထပ်ညက်ဒီဟာနှစ်ရွက် နော်နှစ်ထပ်ဆိုတော့နှစ်ရွက်ညှရမယ်ဒီဟာဆိုလဲနှစ်ထပ်ဆိုတဲ့အတွက်နှစ်ရွက်ညှရမယ်အဲ့လိုနှစ်ထပ်အလှချုပ်ပြီးပြီးဆိုတာမှဒီနှစ်ခုလုံးကဘယ်ရောညာရောလှသွားပြီဒါလည်းဒီဘက်ကောဒီဘက်ကောနှစ်ခုတစ်လုံးလှသွားပြီအလှဘက်ဖြစ်သွားပြီဆိုတာမှသူ့ကိုဒီလိုလေးလိမ့်သူ့ကိုလည်းဒီလိုလေးလိမ့်လိမ့်ပြီးတော့သူတို့နှစ်ခုကိုဒီလိုလေးပတ်ပတ်လိုက်လို့ရှိရင်အောက်ခြံကိုချုပ်လိုက်လို့ရပြီတဘောပါလားပြီးရင်ဒီအပေါ်ကကြတော့ဒီမှာလေးဒီလေဘင်းလေးအတိုင်းပဲ မာသူ့ရဲ့ level လေးအပေါ်မှာ body shape လေးနဲ့ဆွဲထားတယ်လားကျဲသီးလေးတက်ချင်လေးရရဲကြိုက်တာလေးလောက်သွားဒီလိုလေးလိမ်ပြီးတော့ထွက်သွားသူ့ရဲ့အထွက်ကဒီမှကြည့်လိုက်ကျဲဒီဘက်လိုလေးမာလေးဒီအောက်ချံပိတ်စာဒီလိုမျိုးလိမ်ပြီးတော့ချမ်းလာတယ်ဒီအပေါ်ချံပိတ်စာဒီလိုလိမ်ပြီးတော့အပေါ်တစ်ချက်တက်သွားတယ်ပြောပါမယ်နော်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံလေးကိုချုပ်တက်သွားပြီအဲ့တော့ဒီအလိန်ပတ်တန်လေးဆိုတာဒီကျွန်တော်ပုံမှန်ဒီဇိုင်းနဲ့မရဘူးသူက ဓာတ်တွေကိုလှည့်ယူတတ်မှပတ္တမဂျစ်သဘောတရားအတိုင်းသွားပါတယ်လက်ကတော့ကိုအဆင်ပြေတဲ့လက်ကိုတတ်ပေါ့နော်ဒီထက်ကလက်တိုင်းတတ်မယ်ဆိုရင်ကျွန်တော်လက်ဖောင်းလက်လီတတ်ထားပါဒါလက်ကတော့ကိုတတ်ချင်တဲ့ပုံစံလက်တတ်လို့ရတယ်ရှေကအရှေကခန္ဓာကိုယ်ပတ္တနဲ့နေမိနစ်ကအရန်ရှည်သွားဖြစ်တဲ့လက်အကြောင်းအထည့်မပြောတော့ဘူးလက်ကကိုအဆင်ပြေတာတတ်လို့ရတယ်โอเคရှေကိုပတ္တန်စာအုပ်မေးထားတဲ့သူတွေကရှေ အလွန်ဆုံးပေါ့နော်လာကုန်ဆိုလို့ရှိရင်တော့ထွက်ပေးလို့ရပြီဒီချဲလက်ထဲမှာတော့အစာအုပ်ကပြီးသွားပြီချဲတော့အစာအုပ်အချောသက်ထွက်ဖို့အတွက်ဆိုင်ကိုအပ်ရမယ်ဆိုင်ရချုပ်အချိန်ဘယ်လောက်ယူမလဲဆိုတော့မသိသေးဘူးအဲ့တော့လာကုန်ထီးလို့ချဲပြောထားလာကုန်မတိုင်ခင်လဲရရင်ရမယ်ချဲကိုလာပြောထားတဲ့သူတွေအကုန်လုံးချဲလာကုန်လို့ပြောထားတယ်နော် ရရနဲ့ကြညာပေးမယ်ဈေးကိုမေးထားတဲ့သူတွေလည်းချက်ဈေးနှုန်းလည်းမတော့ရသေးပါဘူးကုန်ကြမ်းဈေးဘယ်လောက်ကျမယ်ဆိုတာလည်းချက်ကိုယ်တိုင်လည်းမသိသေးတာဖြစ်တဲ့အတွက်ဈေးလည်းမတော့ရသေးပါဘူးစအုပ်ထွက်လာမှပဲဈေးရောအုပ်ရည်အတွက်ကောတခါရဲပြောပေးမယ်ပရီအော်ဒါမှားထားတဲ့သူတွေလည်းချက်ကိုဘိုင်းပါမှာပြန်ပြီးတော့ဖုန်းနံပါတ်တွေလိမ့်စာတွေပြန်ပို့ထားပေးနော်ကြရတာနဲ့ပို့ပေးမယ်အလွန်ဆုံးကလာကုန်ထီပေါ့နော်လာကုန်မတိုင်ခင်ကြိုရမယ်ဆိုတဲ့ချက်ကြိုပြီးတော့ညညာပေးပါမယ်ရှင် online class တက်မဲ့သူတွေရောရဲ့ကို Viber မှာတစ်ချက်စာပို့ထားပေး Viber နေပြီးတော့အတန်ဖိုင်နဲ့တတန်းချင်းစီကိုရှင်းပြမယ်သူဘယ်အတန်တက်ရမလဲဆိုတာကကိုကအခြေခံတက်ထားဘူးလားဘာတွေလိုအပ်နေတာလဲဘယ်အတန်ကိုသိရှင်တာလဲဆိုတာကို channel လာပြီးတော့ Viber မှာဆွေးနွေးလို့ရပါတယ်ခြေကတင့်တော်တဲ့အတန်ကိုပြန်ညွှန်ပေးပါရရှင် တဒန်းချင်းစီရဲ့အကြောင်းသိချင်လို့ရှင်လဲကျွန်တော်အပေါ်ဆုံးကလေးပင်ထောက်ထားတဲ့ post မှာချက်ရှင်းပြပေးထားတယ်။သွားပြီးတော့ကြည့်လို့ရတယ်။တကယ်လို့ကျွန်တော်ဈေးတုံးနေနဲ့သိချင်တာဆိုလို့ရှင် Viber ကနေလာပြီးမေးလို့ရအောင်နော်။ချက် Viber မှာစပြန်ပေးပါရစေ။ဖုန်းတော့မခေါ်နဲ့နော်။ချက်ဖုန်းခေါ်ရင်တော့ဖုန်းနေတော့ပြန်မဖြေဖြစ်ပါဘူးရှင်။အားလုံးကျေးဇူးတင်ပါတယ်ဒီ channel တွေဥပါ